ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ဂျွန်လ29ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းတို့ဒေါ်လာညချမ်းမာလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ရန်တန်ကျောင်းမှာစစ်ကြောင်းထိုးနေတဲ့ဂျမ်ဖတ်စစ်ရှုံးကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်ရှုံးကောင်စီတပ်ဘက်ကအရာရှိတဦးသေဆုံးသွားတယ်လို့သိရပါတယ်စလင်းကြီးမြို့နယ်တရကိုင်းကျေးရွာကိုဆစ်ရှုံးကောင်စီတပ်ကဆက်တက်လေထီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာတော့အသက်ကြီးပိုင်းအမျိုးသား၃ဦးသေဆုံးပြီ အသက်20အရွယ်လူငယ်တဦးလည်းသေဆုံးခဲ့ရပါတယ်။ငွေသိန်း150ပေးရင်ပြန်လွှတ်ပေးမယ်ပြောပြီးသိန်း150ရတော့ပြန်မလွှတ်ပဲစစ်မှုထမ်းအဖြစ်နဲ့အောင်စရာစစ်ကြောင်းကိုပို့ခံရတဲ့တပ်သားတစ်ရဲရင်ခံညာအလင်းဝင်ရောက်လာပါတယ်ခင်ဗျာ။ဒိုင်းသားလူနည်းစုတွေရဲ့ထိုင်းနိုင်ငံသားဖြစ်ခွင့်စီစစ်မှုကို9ရက်အတွင်းလုပ်ပေးမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုလာပါတယ်။မတွေ့ရကြပြီးအာမန်အပြစ်နဲ့အမိမျက်လုံးတွေဆိုတဲ့စာသားနဲ့အတူလူလူမိခင်အမေစုကို PDF ရဲဘော်က လွမ်းတေးတည်ထားပါရခင်ဗျာဒီသတင်းလေးနဲ့တူဒီကနေ့ညာခင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာမကွေးတိုင်းကသတင်းတစ်ခုနဲ့စကြင်ပါတယ်မကွေးတိုင်းရင်နံကျောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းကတော်လိုင်းတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးအရာရှိတအူးတေဆုံးခဲ့ကြောင်း PV Defense Force ရင်နံကျောင်းတာဝန်ရှိသူတအူးကပြောပါတယ် ဂျွန်လ25ရက်နေ့ရန်ကောင်မြို့နယ်တွင်ကိုဝေကုံကျေးရွာဝတ်ချုပ်ရွာလမ်းကနေတဆင့်စစ်ကြောင်းထိုးလာကြောင်းအဲ့နောက်မှာတရတော်ကျေးရွာမှာညှိုက်ခဲ့ပြီးဂျွန်လ26ရက်နေ့မနက်ပိုင်းမှာချိုင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်ပြည်ရဲတပ်ဖွဲ့ကထောင်ထားတဲ့မိုင်းကိုနင်းမိခဲ့ကြတာပါမိုင်းပေါက်ကွဲမှုကြောင့်ဆက်ရှုံးကောင်စီတပ်စစ်ကြောင်းကအရာရှိတူသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမိုင်းမိသွားတဲ့ဆက်ရှုံးကောင်စီတပ်စစ်ကြောင်းကချိုင်းကျေးရွာအတွင်းကိုဝင်ရောက်ပြီးညှိုက်ခါကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက် ခိုးယူသွားတယ်လို့သိရပါတယ်။အရာရှိတဦးတည်ဆုံးတာကတော့ကျွန်တော်တို့အတီးပြုတ်နိုင်ပါတယ်။ထိခိုက်ဒဏ်ရာရရှိတာတွေလည်းများပါတယ်။စစ်ခွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်။ပြည်သူတွေကိုဖမ်းဆီးတာတော့မရှိပါဘူးဆိုပြီး PV Defend Vote ရန်နံကျောင်းတာဝန်ရှိသူကပြည်စင်သေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာ။မိုင်းနေမိပြီးတေဆုံးထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အဲ့ဒီစစ်တပ်စစ်ကြောင်းကကျွန်တော်29ရက်နေ့မနက်ပိုင်းမှာတော့ရန်တန်းကျောင်းမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗျာ တိုက်ခိုက်မှုကိုတော့ Pivot Defense Force ရန်နံကျောင်း YMGPD ရဲ့ရန်နသား Colin တမမကြီး Special Colin နဲ့ Indoor တိုက်နယ်ဘက်ကဖားတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Jumper Session ကောင်စီတက်ရဲ့နေ့စဉ်မပြတ်ပြည်သူကိုတက်ဖြတ်နေတဲ့သတင်းကြောင်းရတွေတဲကသတင်းတစ်ခုပါစကိုင်းတိုင်းဇလင်းကြီးမြို့နယ်တရက်ကိုင်းကြီးပါကိုဆက်ရှုံးကောင်စီတက်ကဆက်တက်လီထီနဲ့ပြစ်ခတ်မှုမှာတက်ကြီးပိုင်းမြို့သား၃ဦးနဲ့ အသက်20အရွယ်လူငယ်တဦးပွဲချင်းပြီးတည်ဆုံသွားကြောင်းပြည်သူတွေကပြောပြကြပါတယ်။မနေ့ကကျွန်တော်28ရက်နေ့မနက်9:00နာရီချိန်လောက်မှာတရားကိုင်းကြေးပါဘူးတိုက်ပွဲဖြစ်တာလည်းမရှိပဲအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကပါရမတာခေါ်ဆက်တက်လီထီးနဲ့ဘုံကျဲချပြီးတော့တိုက်ခိုက်ခဲ့တာပါ။ကြမ်းမဆေရှုံးကောင်စီတက်ရဲ့ဘုံကျက်တိုက်ခိုက်မှုအတွင်းမှာကျေးရွာနေပြည်သူအသက်အရွယ်ကြီးမြင့်သူမျိုးသား၃ဦးနဲ့လူငယ်မျိုးသား၁ဦးတေဆုံးခဲ့ပြီးပြည်သူတွေဘေးလွရာကိုထွက်ပြေးတင်းရှုံနေကြရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့စက်တက်လီထီ၂ဆင်းနဲ့ ကိုနိုင်ဝင်းကျင်လောက်မှာတရက်ကိုင်းကျွာကိုကျဲချသွားတာပြည်သူလေးဦးသေဆုံးတယ်။လေးဦးလုံးကတော့တရက်ကျေးရွာကပဲအသက်60ရွယ်ဦးကျော်ဝင်းအသက်60ဝင်းကျင်ဦးဖိုးသိန်းအသက်63နှစ်အရွယ်ဦးထင်အောင်နဲ့အသက်20အရွယ်မောင်သက်ထူးသေဆုံးခဲ့တာပါဆိုပြီးပြည်သူကရှင်းပြပါတယ်ခင်ဗျာ။ချင်းနှင်းမြတ်ပါအကြမ်းမဆေကျောင်းကောက်စီတဲ့စစ်သမောတွေပါဝင်တဲ့စစ်ရင်ရင်14ဒီပါအုပ်စုကမြေကျောင်းတလျှောက်တက်လာပြီးစက်တက်လေထီတွေကလည်းလိုက်ပါဝင်းညံကကျေးရွာတွေကိုဘုံကျဲချပြီးတော့တိုက်ခိုက်နေကြတာဖြစ်ပါတယ်ခင်ဗျာ။ ောက်ထပ်သတင်းတစ်ပုဒ်ကတော့ဂျမတ်ဆွေရှုံးကောင်စီတပ်ကလူငယ်တယောက်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတိန်း150ပေးရင်ပြန်လွှတ်ပေးမယ်ပြောကာတိန်း150ရတာနဲ့တပြိုင်နက်ရှေ့တန်းကိုပို့လိုက်တဲ့သတင်းကြောင်းအရာကိုပြောပြချင်ပါတယ်မန္တလေးမှာပေါ်တာဆွဲခံရပြီးတဲ့နောက်ငွေကျပ်တိန်း150စစ်တပ်ကိုပေးခဲ့ရပြီးမယ်ပြန်မလွှတ်ပဲစစ်မှုရန်ဖြစ်နဲ့တွတ်သွင်းခံရပြီးအဲ့လိုမျိုးရှေ့တန်းကိုရောက်သွားတဲ့တပ်သားတွေရဲရင်ခံရအလင်းဝင်လာကြောင်းကင်နယ်လီကသတင်းထုတ်ပြန်ထားပါဗျ။မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်မှာဆစ်ရှုံးကောင်စီတပ်ကရဲရင်ခံရနဲ့ တကယ်ချင်းတုံးကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုမထမ်းလို့လည်းငွေကျပ်350ပေးရမယ်လို့တောင်းခံခဲ့ကြောင်းငွေကျပ်350ပေးခဲ့ပေမဲ့စစ်ရှုံးကောင်စီတပ်ကပြန်မလွှတ်ပေးမနဲ့ငွေလဲယူလူကိုလည်းအရမစစ်သားဖြစ်နေစူးစောင်းကြောင်းအလင်းဝင်လာသူစစ်မှုထမ်းတပ်သားတစ်ရဲရင်ခံ जा ကပြောဆိုပါတယ်ကျွန်တော်တို့ကိုလမ်းမှာစစ်ပြီးတော့ခေါ်လာတာပြီးတော့ဒီကြောင်းမီးသွေးစခန်းကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့အမေတွေကိုခေါ်ပြီးတော့ပြန်ထွက်ချင်ရင်ပတ်စံ350ပေးရမယ်ဆိုပြီးပြောတယ်ကျွန်တော်တို့အမေတွေကလည်းပတ်စံ350ပေးလိုက်တော့ ကျွန်တော်တို့ညရင်းချင်းပဲပြင်ဦးလွင်စူးဆောင်ရေးကိုပို့လိုက်တယ်ပြင်ဦးလွင်မှာ၁၀ရက်လောက်ထားပြီးဘာထုတင်တန်းချောင်းကိုပို့လိုက်တယ်လို့အလင်းဝင်တသားရဲရင်ခန်းကြားကသူတို့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကိုရှင်းပြပါပါတယ်ခင်ဗျာအာရမစစ်သားတစ်စူးဆောင်ခံရတဲ့စစ်ရှုံးကောက်စီတသားဒီရဲရင်ခန်းကြားကတမ55လက်အောက်ခံခမရ130ခွန်ကအောင်စရစစ်ချောင်းထံကိုပို့ဆောင်ခံရပြီးတဲ့နောက်မှာစစ်တပ်ကနေထွက်ပြေးလာပြီးကဲနယ်လီထံကိုအလင်းဝင်လာတာပဲဖြစ်ပါတယ် ဂျမန်စစ်ရှုံးကောင်စီတပ်တွင်းမှာကြီးနိုင်ငံညှဉ်းလုံမှုတွေမတရားသဖြင့်ခိုင်းစေမှုတွေမလုံနိုင်တဲ့အရာတွေကိုအတင်းကျပ်ခိုင်းစေမှုတွေရှိနေတယ်လို့အလင်းဝင်လာတဲ့တပ်သားကပြောပါတယ်ခင်ဗျာအဲ့တော့ပြည်သူတွေအနေနဲ့လည်းပတ်စံနဲ့ပြန်ရွေးလို့ရတယ်ထင်အမှတ်နဲ့ပတ်စံပုံပေးရင်ဒီလိုမျိုးဖြစ်စဉ်မျိုးတွေသတိပြုကြပါကြုံတွေ့နိုင်ရပါတယ်ဒီအကြောင်းအရာကိုတိဆက်ပေးခင်တာဖြစ်ပါတယ်ခင်ဗျာဝန်ကြီးချုပ်ယာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြတောင်းဆိုခံနေရတဲ့အင်းဒီချင်းထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ် ေတုံနယ်ရှင်နာဝက်ကဘလူချင်းလန်းနေလှမ်းနေပါတယ်တရင်ပြည့်စုံကိုကြည့်အောင်ပါခင်ဗျာဒိုင်းသားလူနည်းစုတွေကိုထိုင်းနိုင်ငံသားဖြစ်နေအတိမတ်ပြုတဲ့စီစစ်လုပ်ငန်းစဉ်ကို9ရက်အတွင်းနဲ့လုံဆောင်မယ်လို့ထိုင်းဝန်ကြီးချုပ်ပေတုံနယ်ရှင်နာဝက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဂျွန်လ28ရက်ကကြေညာလိုက်ပါတယ်ခင်ဗျာအရင်ကလုပ်ငန်းစဉ်ရှီကြတဲ့စီစစ်မှုလုပ်ငန်းစဉ်ကို9ရက်အတွင်းလုပ်ဖို့အစိုးရဖွဲ့အစည်းအဝေးမှာဆုံးဖြတ်လိုက်ပြီးတဲ့နောက်ဝန်ကြီးချုပ်ကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ် ဒီလုပ်ငန်းစဉ်ကိုဂျွန်လ30ရက်နေ့ကစပြီးတော့စတင်မှာလို့သိရပါတယ်။နိုင်ငံသားဖြစ်ဖို့နှစ်ရှီလာများစောင့်မျှော်နေကြတဲ့တိုင်းသားညီကိုတွေအမတွေအားလုံးအတွက်လေးလေးနက်နက်ဂုဏ်ပြုကြိုဆိုခြင်းပါတယ်။ကြာမြင့်ခဲ့တဲ့ပြဿနာတွေလည်းအဆုံးသတ်တော့မှာပါဆိုပြီးထိုင်းဝန်ကြီးချုပ်ကရေးသားထားတာဖြစ်ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံထဲကို1996ခုနှစ်မတိုင်ခင်ဝင်ရောက်နေထိုင်ခဲ့တဲ့တမိုင်းကြောင်ရှိကြသူတွေနဲ့သူတို့ရဲ့သားသမီးစုစုပေါင်း4,800ကျော်ဟာဒီလုပ်ငန်းစဉ်မှာအကျုံးဝင်နေပါတယ်ခင်ဗျာ။ဝင်ကြီးချုပ်ဟာမနေ့ကတော့ကပဲ ထိုင်းနိုင်ငံမြောက်ပိုင်းကချင်းရိုင်ခဲနဲ့မှာအခါတိုင်းရင်းသား22ဦးကိုနိုင်ငံသားကပ်ပေးရထားပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံသားအဖြစ်သတ်မှတ်မခံရသေးတဲ့တိုင်းရင်းသားမျိုးနွယ်တွေအပြင်ထိုင်းမှာမွေးပြီးတရားဝင်ထောက်ထားရှိသူတွေအတွက်လည်းအခွင့်အလမ်းဖြစ်တယ်လို့ရွှေပြောင်းလူသမားတွေရဲ့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ကလူသမားတာဝန်ခံဦးမင်းဦးကပြောပါတယ်ခင်ဗျာထိုင်းမှာမွေးတယ်သူတို့ရဲရွာရဲ့ရွာတကြီးမျိုးနွယ်အုပ်ချုပ်ရေးတွေမှာစည်ရင်းပေါက်ပြီးတော့တရားဝင်နေထိုင်တယ်တခြားပြစ်မှုတွေလည်းမရှိတယ်မြန်မာတိုင်းရင်းသားတွေလည်း ဒီသူတို့အတွက်လည်းအခွင့်အရေးဖြစ်တယ်လို့ဦးမင်းဦးကပြောပါတယ်ခင်ဗျာတောင်ပေါ်သားတိုင်းရင်းသားဖြစ်နေဆယ်နှစ်ခံကတ်ရရှိထားတဲ့ရွှေပြောင်းမြန်မာတွေလည်းနိုင်ငံသားဖြစ်ခွင့်ရနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာတင်ဆက်ပေးခြင်းနဲ့နောက်ထပ်သတင်းကြောင်းရာတစ်ခုကတော့အရင်ရက်ပိုင်းကကျွန်တော်တို့စိတ်မကောင်းစရာသတင်းတွေကြားသိရတဲ့လူထုမိခင်အမေတော်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းကြောင်းရာပါအမေတော်ဆန်းစုကြည်ကသွားနဲ့ နှလုံးဆက်ဆက်ယောဂါတွေဝေဒနာတွေကိုခံစားနေရပြီးစိတ်ကူးတခွင်လည်းမရတဲ့အခြေအနေလို့ကျွန်တော်တို့ဉာဏ်ပညာအဖြစ်သိရှိထားရပါတယ်အဲ့တော့အမေပြမရှိစဉ်က မြင်တွေ့ရတဲ့မှတ်တမ်းတင်ထားတဲ့ရုပ်သံဖိုင်လေးတစ်ခုနဲ့အတူ မတွေ့ရကြပြီးအာမန်အပြစ်နဲ့အမေမျက်လုံးကြီးဆိုတဲ့စာသားပါတဲ့တခြင်းနဲ့တူလူလူမိခင်ကို PDF ရေးပေါ်ကလည်းလွမ်းတီးတီထားပါတယ်အပြည့်စုံကိုကျွန်တော်တို့ကြည့်ရှုနားဆင်ခံစားကြအောင်ပါခင်ဗျာ မလို့ဘုရားဆွဲလိုက်ပါဟိုရမို့ရဆွဲအယုတ်ကောင်းအောင်ပြောတာအာပြန်လာတိုင်းလာတယ်ဘုရားဟုတ်ကဲ့တော့ရှာပြီးရမို့သားတော့တင်းဖို့ပြန်ပါဦးဇင်းနဲ့ဟုတ်ကဲ့နော်ဇင်းမဲနော်အားလုံးကိုကိုကိုဆိုင်ကိုတဲ့ဆိုင်နဲ့တရားတယ်နော်ညာမပြေအောင်ဆက်ပြီးဆက်ပြီးဘိုက်စကဲဆက်ပြီးဆက်ပြီးရပါလိမ့် ြည့်တယ်ဆင်းရဲကနိစာအိန္ဒိယနိုင်ငံကအိန္ဒိယနိုင်ငံကောင်းတော်ဖြစ်တယ်။ဒီဟာသင်းစင်ဟာတေးနိုင်ငံကောင်းတော်ဖြစ်။ကန္ဒီယာအိန္ဒိယနိုင်ငံကောင်းတော် တာရေကတနန်းတာတာလွန်မီပါတော့ပြည်သူနှလုံးသားရေကအမေမတွေ့တာကြောင့်အမေရဲ့အပြုံးတွေအာမန်အပြင်းနဲ့တောက်ပါနေသောအမေမျက်လုံးတွေရှုပ်ကြည့်ချက်နဲ့ရှောင်းလန်းနေတဲ့အမေချီလန်း cara, lo mío. ချင်းများနဲ့သူသွေးတော်ပေါ်မြစ်တာထားလို့ပြည်သူကိုရင်ဝဲထားလွှမ်းချုံပြည့်ရဲ့မြစ်တာတရားလေးမဟာစနေအပြုံးငုံနဲ့လာပါလို့စိတ်သက်တည်တည်ဒီမိုကရေစီအရေးမှာတို့တိုင်းပြည်အတွက်ရှင်ရနေရက်တည် ဲ့အမျိုးကုန်မပြတ်သွေးစတုံးနဲ့တသေးတီအာသာမီတွေအစစ်မှုအမျိုးမှန်လာသည် အဖို့တန်လာသည်ဒီသူတွေစိတ်ထဲကလေးရှင်တဲ့အသေးတွေကချစ်ကြလို့တင်လာခေါ်နေ ုံမပြတ်သွင်းစတုံးနဲ့တသေးတီအာသာလီသွေးအစမှုအမျိုးမန်လာသည်အဖို့တန်လာသည်ဤသူတွေစိတ်ထဲကလေးရင်ထဲအသေးသေးကချစ်ချလို့တင်လာခေါ်နေဤသူမိခင်အမေဤသူမိခင်အမေတတိညာလိုက်တာလွမ်းလာပါပြီအောင်ဆန်းစု ကုန်မပြတ်သွေးစတုံးနဲ့တသေးတည်းအာဇာနီသွေးအစင်မအမျိုးမှန်လာသည်အဖို့တန်လာသည်ဤသူတွေစိတ်ထဲကလေရင်တဲ့အသေးနဲ့ကချစ်ချလို့တင်လာခေါ်နေဤသူမိရဲ့အမေဤသူမိရဲ့အမေ ဒါကတော့ကျွန်တော်တို့ဒီကနေ့ဂျွန်လ29ရက်နေ့ရဲ့ညခင်းသတင်းတွေကိုကျွန်တော်ဝင်ကဝိုင်းတော်သားတွေနဲ့ဒူးစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်နဲ့အတူကျွန်တော်တို့မနေ့ဖြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။ can change and I get to see say just what I do me choose a bit of me favorite on the track I can't wait be said me how it goes it tell you at me sana to me be ma how I let me yeah you do it up be be that the sun you can do on a you my dream of me can be မြင်ညာနဲ့ဆွဲချက်ကြည့် ယုံကြည်သည်ဘာမတိဒီလိုငါမွေးတဲ့အောင်စစ်သည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကျူပေးစက်ပေးကြကတိပြုသင်စာသည်လူလူအပေါင်းပြီးစံစားပြရမည်နိုင်ငံတော်ကိုသူစ

ွေရေကြီးရောစုအတွက်အသက်သွေးပေးစမြည်တာဝန်ကိုစီထမ်းရွက်ကြမည်စာရာကူကြီးပေးမှထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသက်စာကြီးရန်သူအားလားယူမြခြေမုံမြင့်ချင်မည်ပြင်းညာနဲ့ဆွဲပြည့်စီကြီးရုံကြည်သည်ပါမတိ Sateja, the tribute is Sati, Tilubauti, Sandaki Yami, Mangan Novo Tuk Sitani.